အားလုံးပဲမင်္ဂလာပါရှင်။မြစ်ချနာတရင်ကြနေရဲ့အပိဒါ25ရင်းနဲ့ရေဒီယိုစစုံတင်ဆက်ပြရမှာဖြစ်ပါတယ်။ဖကမျိုးနေဝရဆုကျေရွာကဒေတာခံပီတူရီတောတောင်နေတဲ့ထွက်ပြေးတင်းလျှောက်နေရတာတလားကျော်လောက်ကြာမြင့်လာပြီဖြစ်ပြီးရေရှိအတွက်အစားတောင်းတဲ့နေရာထိုင်ခင်းတွေဆိုရင်လာရတယ်လို့သိရပါတယ်။အာနာတိကလေးလေးကျော်ကာလအတွင်းကချင်ပြည်နယ်မှာစစ်ကောင်စီကြောင့်လူပေါင်း200ကျော်ထိ송ခဲ့ပါတယ်။ ကမ္ဘာစာနာရေးခအစီအစဉ် World Food Program က၆ပတ်နဲ့ Biscuit တွေဟာအခမဲ့ဖြန့်ဝေတာဖြစ်ပြီးရောင်းချသူတွေရှိရင်အေးအေးယူသွားမှဖြစ်တယ်လို့ထုတ်ပြန်လိုက်ပါရယ်။အစားရတဲ့တွင်ကိုတင်ဆက်ပေးတော့မှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါရယ်။ဖကမျိုးနေဝရစုကျေးရွာကဒိတာခံပီတူတွေတောတောင်တွေထဲထွက်ပြေးတင်းရှောင်းနေရတာတလားချော်လောက်ကြာမြင့်လာပြီဖြစ်ပြီးရေရှည်အတွက်အစားတောင်းတဲ့နေရာထိုင်ခင်းတွေဆိုရင်လာရတယ်လို့သိရပါတယ်။ထရူဆာကတင်ဆက်ပေးမှာပါ။ စီရဲ့အခြေအနေတွေကြောင့်မတ်လဆန်ပိုင်းကနေထပ်ပြေးတင်းဆောင်လာတဲ့အချက်ပါဒေတာကံပီတူတွေဟာဆေးဆောင်ကလာကြလာတဲ့နေရာများအစားအသောက်အတွက်စိုးရိမ်လာရတဲ့အပြင်တောက်တုံးရီကိုလည်းရာရာနီးနဲ့သုံးဆဲနေရတယ်လို့ဒေတာခန်နေနီးဆက်သူသူကမြင်တဲ့သတင်းချက်တွေကိုပြောပြပါရစေ။ ဒါအပြင်လူဦးရေထောင်ကျော်လောက်ရှိတဲ့ဝါရဇုပ်ဒေသခံပြည်သူတွေဟာတောတောင်တွေကျဲနေရခွေပြီးခေလိုနေရတဲ့အပြင်မိုးရသည်ရောက်လာပြီးဖြစ်တာကြောင့်မူတွင်းကာလတွေမှာတောတောင်တွေကျဲနေပြီးကြော်ဖြတ်ဖို့မလွယ်ကူဘူးလို့ဆိုပါတယ် ထပ်ပြဲတင်းချောင်းနေဒူတွေချဲကအသက်ကြီးပါအမျိုးသမီးနှုတ်ဟာလဲထပ်ပြဲတင်းချောင်းနေစရာတော့အတွင်းတော့ထဲမှာပဲအသက်ဆုံးရှုံးသားတွေရှိခဲ့တယ်လို့လဲသမန်သိရှိရတာပါလက်ရှိအချိန်ဝါရဆုပြေရွာအတွင်းကချင်လူလိုက်ရဲ့တမ်ဘရိုကီအေနဲ့ဝါရဆုပြည်သူစစ်တို့နှစ်ဖက်သားအနိကနေရာယူဆောင်ချက်နေတဲ့အခြေအနေတွေကြောင့်ဒေသခံပြည်သူတွေဟာရွာအတွင်းပြန်လာနေချင်ဖို့အစိုးရနေကြတယ်လို့သိရပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မွန်လွေပိုင်း3နာရီဝန်းကျင်လောက်မှာဝါရာစုချေးရွာအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေဂျက်ဖိုက်တာနဲ့ပုံချေတိုက်ခိုက်ခဲ့တဲ့အတွက်အသက်28နှစ်အရွယ်ကိုလူပြအပေါင်းမိုက်စုတို့ထိခိုက်ဒေဆုံးခဲ့ရပြီးနေအိမ်တစ်လုံးမီးလောင်သွားတဲ့အပြင်ဇာနေအိမ်နှလုံးကတော့ထိခိုက်ပျက်စီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဲ့ဒီလိုလေရင်နဲ့ပုံချေတိုက်ခိုက်တာတွေရှိလာတာကြောင့်ဒေသခံပြည်သူအများစုဟာဆိုရင်ပြီးမတ်လ3ရက်နေ့ထွက်ပြေးတင်းချောင်းသားတွေပြုလုပ်လာကြတာ ာဖြစ်ပါတယ်သာပြေမတ်လာ၁၄ရက်နေ့ကလည်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာဝါရဆုံကျေးရွာချင်းအနီးကနမ်ဆန်ရက်ကွက်လူနေအင်းဆေလုံးကျော်ကိုလည်းမြေရှုဖြစ်စီခဲ့တယ်လို့သိရပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာတရင်ချန်နေရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ ကဘာစနာရေခအစီအစဉ် Wolfur Program က6ပတ်နဲ့ Biscuit တွေဟာအခမဲ့ဖြန့်ဝေပေးတာဖြစ်ပြီးရောင်ချသူရှိရင်အေးအေးယူသွားမှာဖြစ်တယ်လို့ United Nation ကမနေ့ကထုတ်ပြန်လိုက်ပါတယ်။ဆောက်ဆိုင်ကတင်ဆက်ပေးမှာပါ။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပြန်လည်ရောင်းချဖို့မတင်ကြောင်းနဲ့အဲ့ဒီလိုအခြေအနေတွေကို WFP အနေနဲ့ပုံမှန်လေ့လာစောင့်ကြည့်နေတယ်လို့ရောင်းချတာတွေတွေ့ရင်လည်းချက်ချင်းအေးအေးယူဆောင်ရွက်သွားမှာလို့ဆိုပါတယ်။ နေပြည်တော်မှာ WFP အာဟာရဖြည့်စွက်ဘစ်ကွတ်တွေရောင်းချနေရလို့ဆိုရှယ်မီဒီယာမှာရေးနေကြတာ WFP ကတရှိထားပြီးဖြစ်ပေမဲ့ဒီလိုရေးသားချက်တွေကိုတတိအထောက်အထားတစုံတရာမတွေ့ရဘူးလို့လည်းဖော်ပြပါရှိပါတယ် WFP biscuit တွေဟာရိုးရိုး biscuit မဟုတ်ပဲလက်တလောဖြစ်ခဲ့တဲ့ငရင်ဘေးလိုအရေးပေါ်အခြေအနေမျိုးမှာချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့အထူးအာဟာရဖြစ်အစားအစာတစ်မျိုးဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီ biscuit တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်အစားတောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်တယ်လို့ဆိုပါတယ်ကဘာစနရိခာအစီအစဉ် WFP ဟာငရင်လောက်ခပ်ပြီး48နှစ်အတွင်းမှာငရင်ဘေးတင့်ပြည်သူတွေအတွက်အာဟာရဖြည့်စွက်ဘစ်ကွတ်တွေစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီးဒီဘစ်ကွတ်တွေဟာ ရောင်းချဖို့မဟုတ်ကြောင်းနဲ့ပုံမှန်သမင်းဟင်းစားတော့နိုင်ပြီဆိုရင်ပိုရှာနေတဲ့ဘစ်ကွတ်တွေကိုမိမိထက်ပိုလိုအပ်နေသူတွေစီကိုမျှဝေပေးဖို့ကိုလည်းတိုက်တွန်းချပါရစေ။ဘစ်ကွတ်တွေကိုအသက်6လအသက်10ရှိပြီဖြစ်တဲ့ကလေးတွေကစပြီးကျွေးနိုင်ပေမဲ့မိခင်တို့ကိုအရင်ဝအောင်တိုက်ကျွေးပြီးမှသာဘစ်ကွတ်ကိုကျွေးနိုင်ကြောင်းအရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ဗိုက်စားတဲ့အခြေအနေပေါ်မူတည်ပြီးတနေ့ကိုဘစ်ကွတ်9ထုပ်လောက်စားသုံးနိုင်တယ်လို့ဆိုပါရစေ။ အနာသိန်းနဲ့2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကနေ2025ဧပြီလအထိကချင်ပြည်နယ်မှာစစ်ကောင်စီနဲ့လက်အောက်ခံတွေကြောင့်ဒေသုံးနေပြည်သူ219ရောက်ရှိလာပြီလို့နိုင်ငံရေးအချင်းသားများကကြီးဆောင်ရှောက်ရေးအတင်း ABB ရဲ့စီးရင်တွေရသိရပါတယ်။ ထိဆုံးသူတွေဟာအမျိုးသား154ယောက်နဲ့အမျိုးသမီး65ယောက်ဖြစ်ပြီးထိဆုံးသူစုစုပေါင်းနေမှာ16နှစ်ယောက်အရွယ်34ဦးပါဝင်နေပါတယ်။ထိဆုံးမှုအကြောင်းရင်းတွေထဲမှာတော့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိဆုံးမှုဟာ69ယောက်နဲ့အများဆုံးဖြစ်ပြီးလက်လက်ကြီးကြောင့်ထိဆုံးမှုဟာဒုတိယအများဆုံးအဖြစ်59ယောက်ဖြစ်ပါတယ်။ ကြံသိဆုံးရတဲ့အကြောင်းရင်းတွေကတော့ဦးကောင်းကိုဖိကတ်ခံရတာ၊မိလောင်တာ၊နှိစက်ခံရတာ၊မြေမြုံမိုင်းကြောင့်ဒိဆုံတာနဲ့ဘန်းခန္ဓာရချင်းကျမကြီးကြောင့်ဒိဆုံတာတွေဖြစ်ပါတယ်။ဒိဆုံသူတွေကတော့မြို့နေအလိုက်အများဆုံးအဖြစ်ဖကတ်မှာ52ဦးဒိဆုံခဲ့ပြီးဒုတိယအများဆုံးအဖြစ်ဝိုင်းမော်မှာ35ဦးနဲ့တတိယအများဆုံးအဖြစ်မုံမောင်မှာ25ဦးဒိဆုံခဲ့ပြီးပမောမန်စီမိုကောင်မွန်ညင်မိချနာဘူတာဝရွှေကူတနိုင်းမြို့နေတွေမှာလည်းဒေသုံးသားတွေရှိခဲ့ပါတယ် တနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့ကတော့2023ဖေဖော်ဝါရီလ3ရက်နေ့ကနေ2025ခုနှစ်ဧပြီလ24ရက်နေ့အထိအတိပြုနိုင်တဲ့ပြည်သူ6559ဦးသေဆုံးခဲ့ပြီးအတိမပြုနိုင်တဲ့သေဆုံးသူကတော့3300လောက်ရှိနေတယ်လို့ ABP ရဲ့အစီအစဉ်ရသိရပါတယ်တဲ့တဲ့ကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှက်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ဥပမ်းမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆိုရင်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုတ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခန်းစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။၂လက်ရှိပြဿနာကိုအာရုံစိုက်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထိအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညီညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်။ရေတက်ပြေးဝအောင် အာဟာရပြေးဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလတ်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine တွေလည်းလေပတ်ဖို့စူးစမ်းကြည့်စေချင်ပါတယ်။ခုနေ့ ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှစ်ကိုဝါဒနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်နဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တက်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြံမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ကျနာတရင်ချာနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။